အားလုံးပဲမင်္ဂလာပါမသုဒီနေ့ဝေမျှကျင်တာလေးကတော့ယာတိထိန်တဲ့အခါမှာဆိုလို့ရှိရင်အမျိုးသမီးတယောက်ကတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ယာတိထိန်တာတွေဖြစ်တတ်တယ်ပေါ့နော်ယာတိထိန်တဲ့အကြောင်းရင်းတွေလည်းမသုပြောပြီးသွားပြီပေါ့နော်ဒီဗီဒီယိုလေးမှာတော့ယာတိထိန်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ်အနေနဲ့ like ပြီးတော့လုပ်လို့ရတဲ့ဟာလေးကတော့နံပါတ်1အချက်အနေနဲ့ကကျတော့စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေလည်းယာတိထိန်တာဆိုတဲ့အတွက်အဲစိတ်ဖိစီးမှုတွေကိုတန်းနိုင်ဆုံးလျှော့ရှားရမယ်ပေါ့နော်အဲ့လိုပဲမသုပရမဗီဒီယိုမှာတော့မပြောပြလိုက်ပေါ့နော်ယာတိထိန်တဲ့အကြောင်းရင်းမှာဆိုလို့ရှိရင်ရုတ်တရက်ကိုလေးချိန်နေထိုးတဲ့သွားတဲ့အမျိုးသမီးတွေမှာဆိုရင်လည်း ရာသီထိန်နေတဲ့အဲ့ဆိုတဲ့တွေ့ကိုလေးချိန်ကိုတင်းတင်းနှစ်ယောက်ပက်တဲ့ကိုလေးချိန်ရှိအောင်နေရမယ်ပေါ့နောက်နောက်အာကစားတွေအပြင်းထန်လုပ်တဲ့မျိုးသမီးတွေဆိုလည်းအာကစားကိုတင်းတင်းနဲ့အာကစားလောက်ပဲလုပ်ပါအပြင်းထန်ဝါတဲ့လူတွေဆိုရင်ပေါ့နော်အာကစားတွေအပြင်းထန်လုပ်ပြီးတော့အကိုလေးချိန်နဲ့ရန်ရောကြသွားအောင် လုပ်လို့ရှိရင်လည်းရာသီထိန်နာဆိုတဲ့တွေ့ဒီပေါ့နော်ဒီပုံမှန်ကလေးချိန်ကလေးတွေလုပ်ရမယ်အဟာရပြည့်ပြည့်ဝဝစားရမယ်စိတ်ပီစီမှုကင်းအောင်နေရမယ်နောက်လို့ရှိရင်အေးရောအောင်အေးရမယ်ဟော်မုန်းမညီများလို့ဒီရာသီထိန်နဲ့မျိုးသမီးတွေဆိုလို့ရှိရင်တော့ ဟော်မုန်းညင်များတဲ့ဟော်မုန်းအားစီးလေးတွေတောက်ပေးပါလို့မသူအနေနဲ့အကြံပြုချင်ပါတယ်ဒီနေရာမှာအမျိုးသမီးတစ်ယောက်ကယာတိထိန်တာကတလားနဲ့အထက်ဆိုလို့ရှိရင်တော့အာပေါ်ဆမနေပါနဲ့အမြန်ဆုံးစေကူတာမှုခံယူပါတကယ်လို့တွားရောက်ပြတာမှလည်းခက်ခဲနေတယ်အထူးသဖြင့်ပြပမှာနေတဲ့အမျိုးသမီးလေးတွေအနေနဲ့ဒီစေယုံစေကန်းတွားပြဖို့အချိန်လည်းမပေးနိုင်ဘူးဘာသာစကားရတော့လည်းကောင်းအာဒီလိုမျိုးပေါ့နော်သူတို့ရဲ့အဲဒီတွားဖို့အချိန်လေးမပေးနိုင်ဘူးဆိုလို့ရှိရင်တော့မသူနဲ့လာရောက်ပြီးတော့အသေးစိတ်တိုင်းပင်ဆွေ ွေးနွေးပါလိုအပ်တဲ့ဆေးလေးတွေလည်းညွှန်ပေးနေပါတယ်ထိုင်းစင်ကဘူးမလေးပေါ့နော်နိုင်ငံတွေအကုန်လုံးကိုလည်းပို့ပေးနေတယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝေမျှပေးတယ်